ကျွန်တော်တို့လေဘာဘူးပြည့်တက်များအားလုံးပဲမင်္ဂလာပါခင်ဗျာလေဘာဘူး Xline Bet Channel ကနေပြီးအားလုံးပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့ဝေဖန်မှုရပ်ပါဆိုတဲ့ဗီဒီယိုအောင်မြင်မှုအတွက်ကိုအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့တွေကဒီ Manchester United နဲ့ပွဲကြီးပွဲကောင်းအတွက်ကိုဒီ Arnie Slot က၃ပွဲဆက်ရှုံးပွဲရဲ့အမှားတွေကိုဘယ်လိုပြင်ဆင်မလဲပြီးတော့ဒီနေ့ဒီဗီဒီယိုမှာဆိုရင် Arnie Slot ရဲ့နီးပြီးဟောပိုင်းဆိုင်ရာ ပြင်ဆင်မဲ့အဓိကအချက်၃ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးအချက်အနေနဲ့ကတော့ကျွန်တော်တို့ကပ္ပတိန်ဗာဂျီဗန်လိုက်ကိုရန်ဦးဆောင်မဲ့ခန်းစစ်လိုင်းရဲ့အထိုင်ကြားမှုပြီးရင်ဒုတိယအမြောက်အချက်ကဆိုရင်တော့ကျွန်တော်တို့ကွင်းလယ်ပိုင်းတည်ငြိမ်မှုနဲ့တိုက်စစ်ပိုင်းထိုင်ရန်မှုဖြစ်ပြီးတော့တတိယအမြောက်အချက်ဆိုရင်တော့ကျွန်တော်တို့နီးပြီးဟွာပိုင်းအပြင်စိတ်တပိုင်းဆိုင်ရာပြင်ဆင်မှုဆိုတဲ့အချက်၃ချက်ဖြစ်တယ်ပေါ့နော်ဒီအချက်၃ချက်ဆိုရင်ကျွန်တော်တို့ Manchester United ကိုအနိုင်ယူဖို့အတွက်အဓိကတော့ချက်တွေဖြစ်ပါတယ်ခင်ဗျာ ဒီအချက်တွေအထိုင်ကြဖို့ဘာကြောင့်စိတ်ရှည်ရမလဲဆိုတော့အခြေခံအချက်လေးတွေကိုကျွန်တော်ရှေ့ဗီဒီယိုမှာရှင်းပြခဲ့တဲ့အတိုင်းပဲမြန်မာအသေးဥပမာနဲ့အချင်းချုံးလေးရှင်းပြပြီးရင်တော့ကျွန်တော်ပထမပြောခဲ့တဲ့နီးပြူဟာ၃ချက်ကိုအသေးစိတ်ဆက်လက်ဆွေးနွေးပေးသွားပါမယ်ခင်ဗျာကျွန်တော်တို့ပြီးတဲ့တိုင်းပဲဒီအာနီစလောရဲ့စနစ်အစ်စ်နဲ့ကစားသမားအစ်စ်တွေအပေါ်ကိုဒီမြန်မာအစ်စ်လဲတက်ခြင်းနဲ့ဥပမာပေးခဲ့ပါတယ် မျက်မှန်အစ်စ်လဲပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်ကအမြင်အစ်စ်နဲ့နေသားမကြသေးပဲနဲ့ဒီအနီးဝေးခန့်မှန်းတာတွေပြီးတော့ဒီလှေကားအတက်စင်းနေမှာဆိုရင်ခြေလန်းချတာလွဲချတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်လီဗာပူးကစားသမားတွေဟာလည်းဒီသုံးဘွဲဆက်ရှုံးဘွဲမှာဆိုရင်အမြင်လွဲမှားပြီးတော့လူပေးမှုလွဲတာတွေပြီးတော့ဒီခြေလန်းနေရာချမှားတယ်လို့မျိုးပဲခန်းစစ်ပိုင်းမှာနေရာယူမှုလွဲတာတွေရှိပါတယ်ခင်ဗျာ ဒါပေမဲ့အာနီစလော့ကဒီအပတ်မှာတော့အဲ့ဒီအမှားတွေကိုသူလုံးဝကျင်းနေပြင်ဆင်လာတာပါလိမ့်မယ်ခင်ဗျာသူကဒီကစားသမားတွေနဲ့ကိုက်ညီမဲ့မျက်မှန်ရဲ့မှန်ဘလူးလန်စ်ကိုတင်ချာလေးပြန်ချိန်ညှိလာပါလိမ့်မယ်လို့ကျွန်တော်ယုံကိုယုံကြည်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့စိတ်ရှိဖို့လိုအပ်တဲ့အခြေခံအချက်လေးတွေကိုပြောပြပြီးဆိုတော့ဒီ Manchester United ပွဲအတွက်ကိုနီးပြီးခွာပိုင်းဆိုင်ရာပြင်ဆင်မှုအချက် သုံးချက်ထဲကမှပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကပတိန်ဗာဂျီဗန်နိုက်ကိုယ်တိုင်ဦးဆောင်မဲ့ခန်းစစ်လိုင်းရဲ့အထိုင်ကျမှုဆိုတဲ့အကြောင်းလေးကိုဆက်လက်ဆွေးနွေးရအောင်ပါခင်ဗျာကျွန်တော်တို့အနည်းဆက်ဆုံးချက်စီးနဲ့ပွဲမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ခန်းစစ်လိုင်းမှာနေရာယူမှုလွဲနေတာတွေပြီးရင်နေရာလွတ်တွေပေးခဲ့ရတဲ့အမှားတွေကိုအနီစရောအနေနဲ့ဒီအပတ်မှာပြန်လည်ဖြည့်ရှင်းပါလိမ့်မယ်ပြီးတော့ဒီမန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှာကစားတဲ့ပလေယာတွေอ่ะဆိုရင်လည်းသူတို့ရဲ့ဒီမြန်နှုံးကိုအသုံးပြုပြီးတော့အနည်းအမြန်ကောင်းတာတိုက်စစ်စဉ်ကစားတာမျိုးတွေရှိပါတယ်ခင်ဗျာဒါကြောင့်ဒီ Van Dyke ရဲ့အနားမှာဝင်းရံပြီးတော့ဆော့ကစားမယ်ဒီ defensive role တောင်းဝင်ယူပါမယ်ကစားသမားတွေရဲ့နေရာယူမှုပါနှံ့မှုတွေကဒီပွဲရဲ့အဓိကအသက်ပဲဖြစ်တယ်ခင်ဗျာဒီ Anisro နေနဲ့ခံစစ်ကိုပို့ပြီးတော့ကျစ်လက်လာအောင်နေရာယူမှုအပိုင်းတွေပို့ပြီးတော့တိကျလာအောင်လို့ပြင်ဆင်လာပါလိမ့်မယ်ခင်ဗျာ ဒုတိယမြောက်ဆွေးနွေးခြင်းရဲ့အချက်ကတော့ကျွန်တော်တို့ဒီကွဲလှယ်ပိုင်းတည်ငြိမ်မှုနဲ့တိုက်စစ်ပိုင်းထက်မြက်မှုတို့ဖြစ်ပါတယ်ကျွန်တော်တို့ကွဲလှယ်မှာဘယ်လိုလူစီးရင်းနဲ့ပဲပွဲထွက်ကစားသည့်ဖြစ်ပါစေအတင်းရဲ့ဟန်ချက်ကိုထိန်းနေအောင်လို့ဒီအာနီစလောအနေနဲ့ကကွင်းလေကစားသမားတွေရဲ့တာဝန်ရုံတိတိကျကျတိတိကျကျလေးစီမံပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရှေ့ရတီမှာဆိုရင်ဒီကွင်းလေကစားသမားတွေရာဒီတူးဦးနဲ့တူးဦးနားလဲမှုအားကောင်းတဲ့ အဲ့ဒီတော့ဒီ position နဲ့ switch တွေ zone နဲ့ switch တွေလှည့်ပြီးတော့ဆော့ကြတယ်ပေါ့နော် gravel map ရှေ့တက်သွားတဲ့အခါမှာ marker အနောက်မှာထောက်ထားပေးတာမျိုးတစ်ခါလေကျရင် marker နဲ့ gravel map ကရှေ့ရောက်နေတဲ့အခါမှာစူစလိုက်ပြန်ပြီးထောက်ထားပေးတာမျိုးလည်းရှိတယ်ပြီးတော့မနစ်ကကျွန်တော်တို့ရဲ့ဒီ wind map တစုံဖြစ်တဲ့ arno နဲ့ robo ဟာဆိုရင်လည်းဒီအတင်းမှာအထိုင်ကြပြီးသားကစားသမားတွေဖြစ်တဲ့အတွက်ကိုဒီတင်းလုံးနဲ့နားလည်မှုအပြည့်အဝရရှိပြီးသားဖြစ်တဲ့အတွက်အတွင်းနဲ့ကစားသမားတွေရဲ့ လိဟနေတဲ့နေရာတွေမှာဆိုရင်လည်းသူတို့အနေနဲ့အကောင်းမှုဆုံးကပါပြန်ပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနှစ်မှာဆိုရင်ကြတော့ဒီဖူဘက်ကစားသမားတွေကလည်းအသစ်ဖြစ်တယ်အသစ်ဖြစ်တဲ့အလျောက်ဒီကွင်းလက်ကစားသမားတွေကလည်းဇုံနေတွေ rotation တွေလုပ်နေတဲ့အချိန်မှာဆိုရင်ဒီဖူဘက်တွေနဲ့ကကွန်နက်ရှင်လိုအပ်နေတယ်နားလည်မှုလိုအပ်နေပြီးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီယာတီမှာဆိုရင်ပြိုင်ဘက်ကခေါင်းနာ အတက်တိုက်ဆိတ်စင်မှုလောက်လာတိုင်းကျွန်တော်တို့နောက်တန်းမှာဟာွက်ကြီးတွေနေရလွတ်ကြီးတွေအကြီးအကြီးတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်အနီစလော့အနေနဲ့ဒါဒီကွင်းလဲမှာရှိတဲ့ကစားသမားတွေကိုဒီ positional rotation နဲ့ zone rotation တွေကိုဟိုအရင်ကနှစ်ကလိုမျိုးအများကြီးအသုံးမပြုဘဲနဲ့ဒီ full back တွေနဲ့နားလည်မှု connection ကောင်းကောင်းကြီးရသွားပြီဆိုတဲ့အချိန်ကြမှာအဲ့လိုမျိုး rotation တွေအများကြီးလုပ်တဲ့နဲ့ဒီအခုလက်ရှိအချိန်မှာတော့ အထိုင်ကြအောင်လို့ပဲဒီ defensive တို့တောင်းယူတဲ့အပိုင်းက DN တမား DN ဘိုင်းကိုအပြေးဝတောင်းယူ CN ဘိုင်းက CN ကိုလုံးဝအပြေးဝတောင်းယူပြီးတော့ AN တမား AN ဘိုင်းကအဓိကတောင်းယူတဲ့ပုံစံမျိုးလေးတော့ကျွန်တော်အရင်သွားသိချင်ပါတယ်ခင်ဗျာဒီ fullback တွေနဲ့ကွင်းလယ်ဘိုင်းကကစားသမားတွေဒါလုံးဝနားလဲမှုအပြေးတာရသွားပြီဆိုရင်တော့သူပုံဖော်ခြင်းနဲ့ rotation တွေကိုပြန်လည်ပြီးတော့လှုပ်ဆောင်လို့တော့ရပါတယ်ခင်ဗျာအဲအဲ့ဒါကြောင့်ပေါ့နော်ဒီ Arnislo အနေနဲ့ကဒီ ကွင်းလယ်ပိုင်းမှာရှိတဲ့ကစားသမားတွေကိုဒီသူတို့ရဲ့လုံဆောင်မဲ့တာဝန်လေးတွေကိုကြီးကြီးကျယ်ကျယ်လေးခွဲပေးဖို့လိုအပ်တယ်ပြီးတော့ဒီကျွန်တော်တို့ကွင်းလယ်ပိုင်းတည်ငြိမ်မှုရပြီဆိုရင်ကျွန်တော်တို့တိုက်စစ်ကစားသမားတွေအတွက်ကိုအခွင့်အရေးတွေပို့ပြီးတော့ဖန်တီးနိုင်မှာဖြစ်ပြီးတော့တွင်းကိုတွေလည်းပုံပုံရရှိလာနိုင်မှာလေခမဒီတင်ငိမ်မှုရရှိပြီးတဲ့အပြင်မှာကျွန်တော်တို့ကွင်းလယ်ပိုင်းတစ်ခုလုံးအတာစီးတာရသွားပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားတွေဟာဆိုရင်ဒီအရှိ front 3နေရာလုံး၃ယောက်စလုံးက position တွေဆွေ့ပြီးတော့စော့ကစားလို့ရတယ်ပြီးရင်ဒီတစ်ဖက်နဲ့တစ်ဖက်နဲ့ cross run တွေလည်း run လို့ရတယ်ပေါ့နော်သူတို့တွေကဒီကွင်းလယ်ထိကိုစင်းပြီးတော့ဘောလုံးစင်းကိုစရာမလိုတော့ဘဲနဲ့အရှိမှလည်းမန်တူမန်မာကင်ပြိုင်ဘက်ကကတ်ထားတဲ့ဆိုရင်တော့မှပြိုင်ဘက်ရဲ့နောက်ကန်နေမျက်စိလဲသွားအောင်လို့သူတို့ position တွေဘယ်ဝညာဝ cross run နေနဲ့အကုန်လုံးမျက်စိလဲအောင်လုပ်လို့ရတယ်ပေါ့နော်သူတို့အတွက်ပို့ပြီးတော့ ပြစ်မှတ်ကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပြီးတော့အဆုံးသက်ပိုင်းကိုပို့ပြီးအာယုံစိုက်နိုင်နိုင်မှာဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်ဒီကွင်းလေပိုင်းနာတည်ငြိမ်ပြီးအားကောင်းသွားပြီဆိုရင်ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းဟာပို့ပြီးတော့ထမ်းမြဲလာဖို့အတွက်ပဲရှိတယ်ဆိုတော့အကြောင်းကိုတုံ့သက်တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဆွေးနွေးခြင်းတဲ့အချက်ကတော့ကျွန်တော်တို့နီးပြီးဟာတွေအပြင်မှာအရေးအကြီးဆုံးကတော့စိတ်ဓာတ်ပိုင်းဆိုင်ရာပဲဖြစ်ပါတယ်ပေါ့နော်။ ျွန်တော်တို့လီဗာပူးက3ပွဲဆက်ရှုံးသာပြီးတော့ဒီမန်ယူနဲ့ပွဲဟာဆိုရင်စိတ်သက်ပိုင်းဆိုင်ရာရအောင်ပွဲပြန်ခံမဲ့ပွဲလေးဖြစ်တယ်ခင်ဗျအာနီစလော့ကဒီကစားသမားတွေကိုဖိအားတွေနဲ့ဝေဖန်မှုကြားနဲ့ယုံထွက်ပြီးတော့အကောင်းဆုံးစွမ်းဆောင်ရည်ပြတပေးဖို့အတွက်တောင်းအားပေးပါလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲအဆိုရင်တကဘာလုံးကြီးပါအကုန်လုံးစောင့်ကြည့်ရမယ်ဒီလိုပွဲမျိုးမှာကျွန်တော်တို့ကစားသမားတွေအနေနဲ့ ွမ်းဆောင်ရည်ကောင်းတွေပြသပြီးတော့အနိုင်ရရှိခဲ့မယ်ဆိုရင်ဝေဖန်တန်နေတဲ့လုံးဝတိတ်ဆိတ်သွားအောင်လုပ်နိုင်မှာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီစိတ်တပိုင်းဆိုင်ရာအရာလည်းအကောင်းဘက်ကိုပြန်လဲရောက်ရှိလာလိုက်ပါမယ်ခင်ဗျာဆိုတော့ကျွန်တော်တို့အဆုံးသတ်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီမျက်မှတ်အစ်စ်နဲ့အသားမကျမှုတွေဟာဆိုရင်အားနေချက်တွေရှိနေနိုင်ပေမဲ့ဒီအာနီစလော့ဟာဒီအပတ်မှာဒီအမားတွေကိုပြင်ဆင်လာပါလိမ့်မယ်လို့ကျွန်တော်လုံးဝယုံကြည်ပါတယ်ခင်ဗျာဒီမန်ယူရဲ့ပွဲက ျွန်တော်တို့နိုင်မွဲခရီးစဉ်ရဲ့အစဖြစ်လာပါလိုက်ပါခင်ဗျာကျွန်တော်တို့လီဗာပူးပြည်တပ်တွေအနေနဲ့ဆက်လက်အားပေးပြီးတော့ယုံကြည်မှုပေးဖို့ပဲလိုအပ်ပါတယ်ခင်ဗျာဆိုတော့ညီကိုတို့အနေနဲ့ရောဒီအာနေစလော့အနေနဲ့ဘလို့နီးပြီးခွာမျိုးတုံးတင်တယ်လို့ထင်လဲညီကိုတို့ရဲ့အမြင်လေးတွေလည်းကွန်မတ်မှာဝေမျှပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်ရဲ့ပွဲချို့တုံးသက်ချက်ဗီဒီယိုနဲ့အတူတူအားလုံးနဲ့ပြန်ဆုံပါမယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ